ဇံဖြိုးနဲ့တူတဲ့သမချစ်သူကိုဝေဖန်နေကြတာကြောင့်အခုလိုတုံ့ပြန်လိုက်တဲ့အဆိုတော်မင်းတို့ပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။သမရဲ့ချစ်သူကိုလောင်ပြောင်နေကြတဲ့လူတွေကိုအပြည့်အပြည့်ပွဲချမ်းတုံ့ပြန်လိုက်တာကအဆိုတော်မင်းတို့ပါအခုရပိုင်းထဲမှာမြန်မာနိုင်ငံမှာကိုရီးယားမင်းသားနဲ့တူတဲ့ဆိုပြီးပွဲရှာကြတဲ့လူတွေများပါတယ်။ ဟိုတလောကဆိုရင်ရွှေကြိုသူရိမင်ခန့်ကသူကစပင်းညှက်လိုက်တဲ့အခါမှာတောင်ကိုရီးယားမင်းသားကုကျွန်ဖြိုခေါ်လီမင်ဟိုနဲ့တွေ့ရဆိုပြီးပွဲရှာခဲ့ပါတယ်။အခုမြန်မာနိုင်ငံမှာနောက်ထပ်လီမင်ဟိုခေါ်ကိုရီးယားမင်းသားကုကျွန်ဖြိုနဲ့တွေ့တဲ့လူတယောက်ပေါ်လာခဲ့ပါပြီ။အဲ့ဒါကတော့နိုင်ငံကျော်အဆိုတော်မီးနိုရဲ့ချစ်သူကောင်းလေးဖြစ်ပါတယ်။ နမကြီးဆိုတော်တဦးဖြစ်တဲ့အစိုးရမင်းတို့ကသူရဲ့ချစ်သူကောင်းလေးကိုကိုရီးယားမင်းသားကုဂျွန်ဖြိုးနဲ့စပင်ကေတူလိုချစ်ကြိုက်မိတာဖြစ်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်အစိုးရမင်းတို့ကသူရဲ့ချစ်သူကကုဂျွန်ဖြိုးနဲ့တူတယ်လို့ဖြေသွားမိတာကြောင့်ပရိသတ်တွေများစွာရဲ့ဝေဖန်ပြစ်တင်မှုတွေကိုခံနေရပါတယ်။မင်းတို့နဲ့ချစ်သူကောင်းလေးရဲ့အင်တာဗျူးကိုကြည့်ကလူတွေကတော့မင်းတို့ရဲ့ချစ်သူကောင်းလေးကအထက်ကကြီးကြီးအောက်ကကြီးကြီးကုဂျွန်ဖြိုးနဲ့လုံးဝကိုမတူကြောင်းအာရပါရဝေဖန်နေကြပါတယ်။ဒါပြင်မီဒီယာကပ်ရှင်ကိုရိုင်းကမင်းတို့ရဲ့ချစ်သူ ိုအချက်ကွဲအောင်လုပ်တယ်လို့ဖြစ်လာလို့မင်းတို့ကအဆိုပါမီဒီယာကိုတတိပေးစကားပြောလာတယ်လို့ဒီမတော်ချစ်သူဇွန်ရဲ့ဗီဒီယိုဖိုင်ကိုလည်းဖြတ်ခိုင်းလိုက်တာဖြစ်ပါတယ်မင်းတို့ကအစောပိုင်းမှာတော့ဆိုင်းစီတွန်ခမ်းတဲ့တွဲနေကြောင်းတရင်ထွက်ခဲ့ပေမဲ့အခုကမှဆိုင်းစီတွန်ခမ်းမဟုတ်တဲ့ဒီမရဲ့ချစ်သူကောင်းလေးကိုချပြခဲ့ပါတယ်မင်းတို့ကဒီမရဲ့ချစ်သူကောင်းလေးနဲ့လက်တွဲခဲ့ရာကသက်တမ်း15နှစ်တောင်မှရှိနေပြီလို့သိရပါတယ် မင်းတို့ကသမရဲ့ချစ်သူကိုလွန်ခဲ့တဲ့15နှစ်တုန်းကဆက်ဆတွေ့ခြင်းပုံစံလေးကသပင်ပုံစံအနေထားရောရုပ်ရည်လေးကရောအဝေးကကြည့်နေရင်ဂူကျွန်ပြိုးနဲ့တူတယ်ဆိုပြီးတော့အဖြေပေးကချစ်မိသွားတာဖြစ်ပါတယ်။ဒါကြောင့်ဂူကျွန်ပြိုးသပင်ကနဲ့တူတယ်ဆိုပြီးကောင်လေးကိုတတိထားမိသွားခဲ့ပြီးတော့စပြီးတော့တွဲမိခဲ့တာဖြစ်ကြောင်းချစ်မိသွားခဲ့တာဖြစ်ကြောင်းဖြေချလာခဲ့ပါတယ်။ဒါကိုတင်ထားတဲ့မီဒီယာကနေသမရဲ့ချစ်သူကဂူကျွန်ပြိုးနဲ့တူပါတယ်ဆိုပြီးပေါက်ကြရီလျှောက်ပြီးတော့တင်ထားခဲ့တဲ့အတွက်ပရိသတ်တွေကလည်းအင်တာဗျူးကိုတေချာမကြည့်ပဲဝေဖန် ဆဲဆိုနေခဲ့ကြပါတယ်။မင်းတို့ကအင်တာဗျူးဖြေတယ်ဆိုတာကဒီလိုမျိုးကိုယ့်ရဲ့ချစ်သူကိုအရှက်ခွဲပြီးတော့အလောင်းခံရဖို့မဟုတ်တဲ့အတွက်အတန်ရှင်းရှာခြင်းနဲ့ဆိုရင်လည်းတခြားနီးလည်းနဲ့ရှာဖို့အတွက်သတိပေးလာခဲ့ပါတယ်။ဒါပြင်မင်းတို့ရဲ့ချစ်သူကအခုဆိုရင်ဂူကျွန်ပြိုးနဲ့တစက်လေးမှမတူတော့ပါဘူး။ဒါကလည်းအသက်အရွယ်တစ်ခုချောင်းဖြစ်နိုင်ပါတယ်။အချိန်အားဖြင့်ဆိုရင်လည်း15နှစ်တောင်ကြာခဲ့ရပါဘူး။ ဒါကြောင့်လည်းအခုချိန်မှာမင်းတို့ကသူမရဲ့ချစ်သူရဲ့သဘင်ပုံစံကလည်းအရင်လိုမဟုတ်တော့ဘဲအခုလက်ရှိပုံစံကဘယ်နာကပဲကြည့်ကြည့်ဂွန်ချပြိုးနဲ့မတူဘူးဆိုတာကိုကိုရိုင်းကလည်းလက်ခံထားခဲ့ပြီးတော့ချစ်သူရဲ့ဖြစ်တည်မှုကိုသာသဘောကျတဲ့အတွက်တူတယ်လို့အတင်းမပြောခဲ့ပါဘူး။ဒါကိုပဲမီဒီယာတွေကဗျူးရှာခဲ့တာပါ။ဒါကလည်းအခမ်းအနားပွဲတက်တစ်ခုမှာအင်တာဗျူးဖြည့်မိလို့သူမရဲ့ချစ်သူကသူရင်းမင်းခန့်တို့လုံးအစဲခံနေရတာဖြစ်ပါတယ်။ဒါကိုပဲအစိုးရမင်းတို့ကစိတ်မကောင်းတာပါ။ဒါကြောင့်မင်းတို့တယောက်ပောက်ကွဲနေပါပြီ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ ိသက်တွေကရောဂူဂျင်ဖြိုးနဲ့တွေ့တယ်ပြောမိလို့အဆက်ကွဲနေရတဲ့မီးနိုရဲ့အင်တာဗျူးကိုမိမီတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။